ီဗျူလေးထဲမှာတော့ကျွန်တော်ရန်ကုန် Mobile Store ကြောက်တာပင်ဆိုင်မှာရတဲ့ software service တွေအရာတစ်ခုဖြစ်တဲ့ iOS နဲ့ပတ်သက်တဲ့ software service တစ်ခုကိုပြောပြပေးမယ်။အဲ့ဒါကကျွန်တော်တို့ Apple ID နဲ့ဆိုင်တယ်ပေါ့နော်။ ်ဘယ်လိုမျိုးလဲဆိုတော့ကိုက Apple ID ရဲ့ password ကိုမှတ်မှတ်မိတော့ဘူးဒါမဲ့ကိုကဖုန်းကိုပုံမှန်တိုင်းအသုံးပြုလို့ရနေတယ်ဥပမာကိုက social media တုံးရင်လည်းအဆင်ပြေတယ် game တွေပါဆောက်ရင်လည်းအဆင်ပြေတယ်ဒါပြင်ဖုန်းတွေပါပြောရင်လည်းအဆင်ပြေတယ်ဒါမဲ့ကျွန်တော်တို့က application တွေ download app store တွေဝင်တဲ့အခါမှာကိုကဖုန်းရဲ့ password ကိုမမှတ်မိလို့သူက password တောင်းတဲ့အခါမသိဘူး forget password နှိပ်ပြန်တော့လေကျွန်တော်တို့ဖုန်းနံပါတ်ကမရှိတော့တာဒါမှမဟုတ် gmail account မချိတ်ထားတာအဒီလိုမျိုးတွေဖြစ်နေပြီဆိုရင်ကျွန်တော်တို့ရန်ကုန် mobile shop ကြောက်ရပြင်ဆိုင်မှာ အဲ့ဒီ Apple ID ကိုမိတ်ဆွေရဲ့ဖုန်းကနေပြီးတော့ကျွန်တော် log out ဖြစ်အောင်လုပ်ပေးတော့ဗောနော်အဲ့ service လေးကိုလိုချင်တဲ့ဆိုရင်ကျွန်တော်အောက်မှာဖုန်းနံပါတ်လေးရှိတယ်ဆက်သွယ်မေးမြန်းဆုံးခန်းလို့ရတယ်ဒါပြင်အခြား iOS နဲ့ပတ်သက်တဲ့ software error လေးတွေလည်းကျွန်တော်တို့လုပ်ပေးနေရဗောနော်အဲ့ဒါကိုသိကြည့်ရင်လေခုနကဖုန်းနံပါတ်လေးမှာကြည့်လိုက်လို့ရတယ်ဗောနော်အဲ့တော့ review လေးကကျွန်တော်တို့ iOS နဲ့ပတ်သက်တဲ့ software error လေးတွေကိုကျွန်တော်တို့ရှိမှရနိုင်တယ်ဆိုတာကိုပြောပြပေးတာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောက်ခံပါ